ကယ်၍ if by rutted kipling အကယ်၍အကယ်၍မင်းအတိုင်းဝိုင်းကတောင်းလို့ခြောက်ချပြီးဒါရီဟာမင်းကြောင့်လို့ဝိုင်းဝန်းအပြစ်တင်ကြတဲ့အခါမင်းဟာတင်းငီစွာနဲ့ရင်ဆိုင်နိုင်မယ်ဆိုရင်အကယ်၍အလုံးကမင်းကိုမယုံသင်တာဖြစ်လာတဲ့အခါသူတို့ကိုနားလည်စွာခွင့်လွှတ်ရင်းနဲ့မင်းကိုမင်းယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်အကယ်၍ စောင့်သင်တဲ့အချိန်ကိုစောင့်နိုင်ပြီးအဲ့ဒီအတွက်လဲမမုံမပန်းနေနိုင်မယ်ဆိုရင်အကယ်၍မင်းရဲ့အကြောင်းမဟုတ်မတရားမူသားစကားကြားရတဲ့အခါမင်းကလည်းအလေအညာတွေနဲ့မတုံ့ပြန်ဘူးဆိုရင်ဒါမှမဟုတ်မင်းကိုလူတကာကဝိုင်းဝန်းမုန်းကြည့်တဲ့အခါမင်းကလည်းအမုန်းတွေပြန်မပွားဘူးဆိုရင်ပြီးတော့မင်းကိုမင်းလူတော်တယောက်ရဲ့လို့မမြင်မယ်ပညာရှိစကားတွေလည်းမပြောဘူးဆိုရင် အကယ်၍စိတ်ကူးရင်အိမ်မက်တွေဟာမင်းအပေါ်မလွှမ်းမိုးစေဘဲစိတ်ကူးနိုင်မယ်ဆိုရင်ပြီးတော့အတွေးခေါ်စိတ်ကူးတွေဟာမျော်မှန်းချက်တသက်တာမဖြစ်စေဘဲတွေးခေါ်နိုင်မယ်ဆိုရင်အကယ်၍အောင်မြင်မှုဒုက္ခနဲ့ဆုံးရှုံးမှုဒုက္ခတွေကိုကြုံတွေ့ရတဲ့အခါတူညီသောလောကရန်တရားတွေပါလားရဲ့လို့ခံယူထားနိုင်မယ်ဆိုရင်အကယ်၍မင်းရဲ့အမှန်စကားတွေကိုလူလင်လူညာတွေကလှည့်စားပြောင်းလဲပြီး မူတံအဖြစ်ထောင်ချောက်ဆင်ညစ်တဲ့အခါမင်းဟာတည်ငြိမ်စွာနဲ့နာကြားနိုင်မယ်ဆိုရင်အကယ်၍မင်းဘဝတစ်ခုလုံးကိုပေးပြီးအရေးတကြီးကြီးနဲ့ဖြည့်ဆည်းခဲ့ရတဲ့အရာရာကိုဖြည့်ဆည်းခံလိုက်ရပြီးတဲ့နောက်အင်မတန်မှတင်းငယ်တဲ့တစားပလာအရာရာနဲ့ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်အကယ်၍မင်းနိုင်ခဲ့သမျှတွေအားလုံးကျွေတလှဲ့စစ်တခုံပမာတလှဲ့တခါရဲနဲ့ဆုံရှုံသွားခဲ့ရင်ပြီးတော့ အစကနေပြန်စနိုင်မယ်ဆိုရင်ပြီးတော့တခါဆိုးလာတဲ့ကံကြမ္မာရဲ့လို့ဘယ်တော့အခါမှညင်းညူမနေဘူးဆိုရင်အကယ်၍သူများတကာတွေလှုပ်ပြီးသွားကြလို့အချိန်တော်ကြာမှမင်းအလှည့်ရောက်လာတဲ့အခါမင်းကြောက်ထင်းနေပဲအားနဲ့မန်နဲ့ဇွဲသက်တည်ရှိရှိစက်ကြိုးစားနိုင်မယ်ဆိုရင်အဲ့ဒီလိုပဲမင်းမှာစိတ်အင်အားကလွဲလို့ဘာဆိုဘာမှမရှိတော့တဲ့အခါ အဲ့ဒီစိတ်အင်အားကိုပဲခိုင်မာစွာနဲ့ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်အကင်လူရင်းနဲ့ထိတွေ့ဆက်ဆံပြောဆိုတဲ့အခါကိုစိတ်တိတ်ခါကိုစောင့်ထိန်နိုင်မယ်ဆိုရင်ဒါမှမဟုတ်မင်းအေဂရစ်တင်တဲ့အတူလမ်းလျှောက်နေရပေမဲ့မာမာနသွေးမကြွဘူးဆိုရင်အကင်ရန်သူကဖြစ်စေမိတ်ဆွေကဖြစ်စေမင်းကိုနာကြည့်အောင်မလုပ်နိုင်စေရင်အကင်၍လူတိုင်းကိုတန်ဖိုးထားလေးစားပေးမယ် ဆွဲလမ်းမှုတန်ရောစင်တွေထားမနေဘူးဆိုရင်အကယ်၍တိုရောင်းလာတဲ့မပစ်ပဲနိုင်တဲ့10မိနစ်အတွင်းမှာအသေးပင်ရှိတဲ့ second 60အဖြစ်အသုံးချနိုင်မယ်ဆိုရင်ငါသားရေမင်းဟာအရာရာရှိတဲ့အရာရာဖြစ်တဲ့ကဘာကြီးကိုစုပ်ကိုင်လို့အရာရာပါမစိုးမင်းစွမ်းနိုင်ပြီပေါ့အဲ့ဒီတော့မင်းဟာလည်းယောက်ျားကောင်းတစ်ယောက်ပဲပေါ့နားဆင်ကြတဲ့များလဲစိတ်အင်အားများတိုးပွားပြီးတော့ ညောင်းလင်းချက်တွေကိုစုတ်ကိုင်ထားနိုင်ပါစေရှင်။ကျမကတော့ ND ပါ။1988ခုနိုဝင်ဘာလ24ရက်နေ့မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာစီယုံရေးတာဝန်ခံလူငယ်၁၄ဦးတို့စီယုံရေးမစင်းမီနှုတ်ဆက်ဩဝါဒခံယူဝဲနိုင်ထိုစဉ်ကအထွေထွေအတွင်ရေးမှုဖြစ်သူဒေါအောင်ဆန်းစုကြည်မှာ Reddit Kipling ရေးတဲ့ If ကပြာရွတ်ဆိုအတိတ်ပဲပြန်ကပြောကြားခဲ့ပူပါတယ်။ ရှင်းပြကြကြများမိញမ်းကအကယ်၍ကို ပြန်လည်ရေးသားသည်1988ခု November 24ရက်ဘ ഹു လူငယ်လုပ်ငန်းအဖွဲ့ဝင်လူငယ်အုပ်စုစီယုံရေးခရီးမသွားခင်မှာအမတော်အောင်ဆန်းစုကြည်ကအော်ဝါဒအမစကားပြောကြခဲ့ပြီးကြပြဆရာကြီး Project Kipling ရဲ့ If ကြပြကိုအနောက်ဖွင့်ရှင်းပြခဲ့ရာကျမမှာသဘောအကျကြီးကြကကြပြအဖြစ်ဘာသာပြန်ပစ်ခဲ့ပါတယ် ကျမ၏ဘာသာပြန်ကြပြစာသားတွေကိုအမကလည်းသဘောတူသဖြင့်အဖွဲ့ချုပ်ဝင်တွေအတွက်ပုံနှိပ်ထုတ်ဝေဖို့ပြင်ဆင်ခဲ့ကြတယ်။ကိုကိုကဘာသာပြန်သူအဖြစ်ဖော်ပြရန်မဝင်သေးသဖြင့်အမကပြောသွားသည်ကိုပြန်လည်ရေးသားရပါသည် ဟုသာပုံနှိပ်ခဲ့သည်။ယခုတော့ထုံအကယ်၍ကြပြမှာအမ၏လက်ရအဖြစ်လူသိများနေပြီဖြစ်သည်။ဒါကတော့မတ်တီရာစံကြောင်းရဲ့အမှတ်ချက်တစ်ခုဖြစ်ပါတယ်။ နားဆင်ကြတဲ့များရှင်လန်းအပန်းပြေကျမ်းမာကြပါစေရှင်ကျမကတော့ MD ပါ